အမားတွေကအမန်တွေထက်ပိုပြီးတန်ဖိုးရှိသလားဆိုတဲ့မေးခွန်းဟာနည်းနည်းလေးထူးခြားသလိုနဲ့နေတဲ့အသွေးခေါ်တစ်ခုလည်းဖြစ်ပါတယ်။များသောအားဖြင့်ကျွန်တော်တို့ဟာအမားလုံမိမှာကိုကြောက်ကြပါတယ်။အမားတစ်ခုလုံမိတိုင်းစိတ်ပြက်တာရှက်ရွံ့တာတွေဖြစ်တတ်ပါတယ်။လူဖွဲ့စည်းကလည်းအမားလုံတဲ့သူတွေကိုဝေဖန်အပြစ်တင်လေးရှိပါတယ်။ ဒါပေမဲ့တကယ်တမ်းရော အမားတွေဟာကျွန်တော်တို့အတွက်အမှန်တွေထက်ပိုပြီးအေးပါတဲ့သင်ခန်းစာတွေကိုပေးစွမ်းနိုင်ပါသလားအမှန်တကယ်တော့အမားတွေဟာကျွန်တော်တို့အတွက်တန်ဖိုးမဖြတ်နိုင်တဲ့သင်ယူမှုအတွေ့အကြုံတွေကိုပေးစွမ်းနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တစ်ခုခုမမာရွံ့ရွံ့လုံမိတဲ့အခါဘာကြောင့်မားသွားလဲဆိုတာပြန်သုံးသပ်ရပါတယ်။အဲ့ဒီအချိန်မှာဘာလို့တင့်လဲ ဘယ်လိုလုပ်ရင်အမှန်ဖြစ်မလဲဆိုတာကိုပို့ပြီးနားလည်လာပါတယ်။အမှန်တရားကိုတက်တည်ပြလိုက်လို့ပါပဲ။အမားတစ်ခုကိုကြော်လွှားနိုင်ဖို့အတွက်ကျွန်တော်တို့ဟာပြန်ထဖို့နီလန်အစ်တွေရှားပွေဖို့စ조사ရပါတယ်။ဒီလိုလှုပ်ဆောင်ရင်ကျွန်တော်တို့ရဲ့စိတ်ဓာတ်ခိုင်မာမှုနဲ့ပြဒနာဖြေရှင်းနိုင်စွမ်းတွေတိုးတက်လာပါတယ်။အခက်ခဲတွေကိုရင်ဆိုင်ကြော်လွှားနိုင်တဲ့တက်သည့်တွေရရှိလာပါတယ်။ တခါတလေမှာကျွန်တော်တို့မျောလင့်မထားတဲ့အမားတစ်ခုကနေလုံးဝမထင်မှတ်ထားတဲ့အိုင်ဒီယာအစ်စ်တွေနီလန်အစ်စ်တွေကိုရှားပွေတွေ့ရှိနိုင်ပါတယ်။သိပ္ပံပညာရှင်တွေရဲ့စံတမ်းမှုတွေမှာလည်းမတော်တဆအမားတွေကနေတန်ဖိုးမဖြတ်နိုင်တဲ့ရှားပွေတွေ့ရှိမှုတွေအများကြီးရှိခဲ့ပါတယ်။အမားလုံးမိတဲ့အခါကျွန်တော်တို့ဟာကိုယ့်ကိုယ်ကို ပြန်တုံးသက်ပြီးငါလည်းအမားလုံးတတ်တာပဲဆိုတဲ့နှိတ်ချတဲ့စိတ်ကိုမွေးမြူနိုင်ပါတယ်။ဒါတခြားသူတွေရဲ့အမားကို နားလေခွင်းလွန်းနိုင်တဲ့စိတ်ကိုလည်းဖြစ်ပေါ်စေပါတယ်။ဒါကြောင့်အမားတွေကိုရှောင်ရှားဖို့ကြိုးစားတာဟာတဘာဝကြပေမဲ့အမားတွေကိုလုံးဝမလုံမိအောင်ကြိုးစားနိုင်မယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့တင်ယူမှုနဲ့ကြီးထွားမှုဟာရက်တန့်သွားနိုင်ပါတယ်။အမားတွေကိုရင်ဆိုင်ဖို့သူတို့စီကတင်ခန်းစာယူဖို့နဲ့အဲ့ဒီတင်ခန်းစာတွေကိုအသုံးချပြီးဘူကောင်းတဲ့သူတွေဖြစ်လာဖို့ပိုပြီးအရေးကြီးပါတယ်။ ဲ့ဒါကြောင့်ဒီနေ့ဗီဒီယိုလေးကနေအမားတွေအပေါ်တဲ့ရဲ့အမြင်ကိုနည်းနည်းလေးပြောင်းလဲစေနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။အမားတွေကိုကြောက်မနေပဲတင်ယူခြင်းရဲ့လမ်းပြကျယ်တွေအဖြစ်မှတ်ယူပြီးရှေ့ဆက်သွားနိုင်ကြပါစီဗျာ။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့လေဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်သားပေးဖို့ဖိတ်ခေါ်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်။